မနက်ဖြန်နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တရင်ဘက်ကောက်တနင်္ဂနွေနေ့လေးမှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးလေကင်းစင်ပြီးတာယာတဲ့ရာသီဥတုကိုခန်းစားကြတော့မှာပါ။မနက်ဖြန်တနင်္ဂနွေနေ့မှာတော့မြန်မာတနိုင်ငံလုံးမှာမိုးရသွန်းနိုင်တဲ့အခြေအနေလုံးဝမရှိပါဘူးရှင်။နေပူချိန်ကတော့20ဒီဂရီဆဲစီယက်ကနေ31ဒီဂရီဆဲစီယက်ကြားမှာရှိနေမှာဖြစ်ပြီးတက်တော့တက်တာရှိတဲ့ရာသီဥတုကိုခန်းစားကြရမှာပါ မိုးကင်းစင်ပြီးတိမ်နေခဲ့တာရှိနေတာကြောင့်နိုင်ငံရဲ့ဒေတာအများစုမှာခရမ်းလွန်ရောက်ကြီးအညွန်ကိန်းဟာအလွန်မြင့်မာတဲ့အဆင့် UN Internship မှာရှိနေပါတယ်အထူးသဖြင့်ရှမ်း၊ကရင်နီ၊ပဲခူး၊ရန်ကုန်၊အင်ယာဝတီနဲ့ရခိုင်ပြည်မြောက်ပိုင်းတို့မှာပို့ပြီးတော့တတိပြုသင်ပါတယ်ရှင်။ဒါကြောင့်နေ့လေကင်းအပြင်ထွက်တဲ့အခါတီအုတ်ထုတ်လို့နေရာမျက်မှန်တွေကိုမဖြစ်မနေအသုံးပြုကြဖို့အကြံပြုလိုပါတယ်ရှင်။မနေ့ပြန်မနေ့ပိုင်းမှာကချင်၊စကိုင်းတိုင်းထပ်ပိုင်း ချင်းပြည်ရောက်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်ဆက်မြူထူထက်စွာကြာရောက်နိုင်ပါတယ်။ဒါကြောင့်မနက်အစောပိုင်းခရီးသွားမဲ့သူတွေအနေနဲ့ရင်းမီးများထုံပြီးအန္တရာယ်ကင်းအောင်သတိပြုမောင်းနှင်ကြဖို့လိုအပ်ပါမယ်ရှင်။ဒီတစ်ပတ်အတွက်အရေးကြီးဆုံးသတိပေးချက်ကတော့ပင်လယ်ပြင်အတွက်ပဲဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကလေဒုမငိမ်မတက်မှုတွေကြောင့်မနက်ဖြန်ကစပြီးကပလီပင်လယ်ပြင်အတွင်းမှာလေပြင်းတိုက်ခတ်မှုတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့်မြို့ဝကျုံပေါ်မုတ်တမကွင်းနဲ့မွန်တနင်္သာရီကယူရန်တခြားမှာလေးတိုက်နှုန်းဟာတနအီမိုင်20ကနေ30ချီတက်ခတ်နိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားလာသူတွေအနေနဲ့အထူးသတိထားကြဖို့လိုအပ်ပါမယ်ရှင်။မနေ့ပြန်ဟာကုန်းမြေပေါ်မှာတော့တာယာတဲ့တနင်္ဂနွေနေ့တနေ့ဖြစ်ပေမဲ့ပင်လယ်ပြင်မှာတော့လေပြင်းအနေရကိုသတိပြုရမှာဖြစ်ပါရဲ့ရှင်။ရာသီအကူပြောင်းမှာစမ်းမရေကယူဆိုင်ကြဖို့နဲ့ပင်လယ်ပြင်ခရီးသွားလာသူတွေဘေးကင်းကြဖို့ဆုတောင်းပေးရင်ဒီနေ့အတွက်မိုးလေဝသတင်းကိုဆုံးသက်လိုက်ပါရစေရှင်။ အားလုံးသိကြတဲ့အတိုင်းပဲမူလဝတ္ထဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္ထခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံလိုပါရဲ့ရှင်